ကျွန်တော်တို့ဒီနေ့မွန်လွယ်၁၂:၅၁မိနစ်မှာဖန်တလေးမြေလင်းရင်ကလင်းစကန်ရဲ့အရှေ့မြောက်ဖက်၂၁ကီလိုမီတာ အကွာအဝေးကိုဗဟိုပြုပြီးဒီကျွန်တော်တို့အင်အားခွန်သတ်သမခွန်ရစ်ချဒါစကီငလင်းလောက်ခဲ့ပါတယ်ဒီငလင်းနဲ့ပတ်သက်ပြီးငလင်းထိခိုက်ဒဏ်ရာခံရတဲ့သခိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်းစီနယ်မြေပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ငလင်တန်းသင်းဒေသတွေကိုမျိုးသားတဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေအရေးပေါ်အခြေအနေဖြင့်ကျွန်တော်တို့ကြေညာလိုက်ပါတယ်။ဒါအစိုးရအနေနဲ့စုံစမ်းစစ်ဆေးမှုတွေကုညီကယ်ဆေးလုပ်ငန်းတွေဆောလင်းစွာဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီလူလူအနေနဲ့ ထွက်ပေါ်လာနိုင်တဲ့ကောလာဟာတွေပေါ်မှာယုံကြည်ခြင်းမရှိဘဲဘွားဘေးရန်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာကော်မတီရဲ့အဆက်မပြတ်ထုတ်ပြန်ထည့်တဲ့သတင်းထုတ်ပြန်ချက်များကိုသာနဲ့အညီသာလိုက်နာဆောင်ရွက်ကြဖို့မြစ်တာရက်ခံလိုပါတယ်။ဒါအပြင်ကျွန်တို့ဒီငလင်ဟာခံမှန်းချက်တွေရဒီနေ့ညနေ3:00နာရီတောက်ထိနောက်ဆက်တွဲငလင်များလုံနိုင်ပါတယ်။ဒါကြောင့်ဘေကင်းတဲ့နေရာမှာနေကြဖို့အရေးကြီး တိုက်တွန်းပြောကြားလိုပါတယ်ဗျာ